ဒီနေ့ပေါ့နော် AP ကိုကဲခဲ့တဲ့ဒီဘေးအကြောင်းကို sorry ဘေးတယ်ငါလည်း Hello အားလုံးမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ Autonomous PK ရဲ့ showroom ကိုရောက်နေတာဖြစ်ပါတယ်ခင်ဗျာ AP ကိုကဲခဲ့တဲ့ Legendary Watchmaker ဖြစ်တဲ့ Jared Channel အကြောင်းကျွန်တော်ပြောပြမယ်ပေါ့နော် AP က1980တုန်းက Swiss Quartz Crisis မှာသူကဟိုလိုပေါ့ဟိုဒီဝါလီခံတော့မလို့ကိုဖြစ်ခဲ့ပူတယ်ပေါ့နော်ဒါပေမဲ့ဒီဘေးကဟိုနော်ဒီ Legendary Watchmaker ကနေဒီမှာဒီ AP ရဲ့ Ryan Oak ဒီ octagon shape နဲ့ပြီးတော့ဒီ Indiway bracelet တွေကို twin ပြီးလိုက်တဲ့အချိန်မှာဟိုဒီဒီ model လုံးဝ나이ဈေးကွက်ထဲမှာလုံးဝဟို steel sport watch ထဲမှာလုံးဝပေါက်သွားပြီးမှ AB ရဲ့အခုဒီကိုဒါရောင်းအောင်လဲနိုင်ဖြစ်သွားအောင်เนาะတကယ်လို့ဒီဟာသာ तू မ twin ပြီးခဲ့ဘူးဆိုရင် AB ရဲ့ item ဆိုရင် Diwali ခံတော်မယ့်အချိန်လေးကိုရောက်ခဲ့တာပေါ့เนาะဒီ legendary watchmaker ဘယ်လိုဖြစ်လဲဆိုတော့ AB ရဲ့ Royal အပြင်ကို Patek Philippe ရဲ့ဟို Nautilus design ကို twin game မှာတော်တော်ကို watch လောကမှာတော်တော်နာမည်ကြီးတဲ့လူဖြစ်ပါတယ်ခင်ဗျာဒီကတော့သူ့ရဲ့အကြောင်းဒီ AB showroom မှာပြထားဖြစ်ပါတယ်ခင်ဗျာဒီ Jared Gender ဘောလုံးဒီ Ryan O ကိုဘလို့ထွင်ခဲ့လဲဆိုရင် Napian Swiss Industry Fair ရဲ့ဆိုဒီနေ့ညမှာတညာတဲ့ပုံစံရင်းနဲ့ဒီ Royal Oak ထုတ်ပြီးမှ AB ကိုကယ်တင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီ shape လေးရဆိုရင်ရေငုပ်တဲ့အုတ်ထုတ်ကို inspire you ထုတ်တာဖြစ်ပါတယ်ဒီ나이ခုံလေးရဆို ဟိုဒီ idol ဟိုခက်ခါဆိုရင်တော့ steel bracelet နဲ့ဈေးကြီးတာဈေးကြီးပေးပြီးပေါက်တာဆိုလို့ဒီနိုင်ပဲရှိတော်တော်ကိုပေါက်ခဲ့တဲ့နိုင်လေးလုံးဖြစ်ပါတယ်ခင်ဗျာပြီးသူပြောခဲ့စကားလေးရှိတယ်ဗောနော် personally i don't know by what magic it was possible to create such a thing in one night တညာရဲနဲ့သူကိုယ်တိုင်တော့အဲ့လိုကြီးပြောင်းလဲသွားမယ်လို့မထင်ဘူးဗောနော်ဒီနိုင်ကြီးကအဲ့လို getting မှမထင်ဘူးသူကပြောပြောဖြစ်ပါတယ်ခင်ဗျာ